ွေးကောက်ပွဲကာလမှာအထူးရဲခန့်အပ်တာဝန်ပေးဖို့ဟင်္ဒရာမြို့မှာလူရဲစစ်ဆေးရွေးချယ်တာတွေပြုလုပ်နေပါတယ်ဒီသတင်းကိုတော့လင်းဆောင်ကပေးပို့ထားပါတယ်ရှင်2015ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်းမှာမဲယုံလုံးဂျုံရင်အတွက်အထူးရဲခန့်အပ်တာဝန်ပေးနိုင်ဖို့ဟင်္ဒရာမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှာလူတွေ့ရွေးချယ်တာတွေကိုဇူလိုင်လ10ရက်နေ့ကစတင်ဆောင်ရွက်နေပါပြီ အထူးရဲ64ရောက်ကိုကျွန်တော်တို့ခန့်အပ်ပြီးရွေးချယ်ပါမယ်ရွေးချယ်ပြီးတဲ့64ရောက်ကိုလည်းကျွန်တော်တို့စက်တင်ဘာလစက်တင်ဘာလပေါ့ဒါပထမပါပထမပတ်မှာစတင်ပြီးတော့သူတို့ကိုတင်နန်းနေပြီးပြီးတော့ဥပဒေပဲဆိုင်ရာဘာသာရေးဆိုင်ရာအားလုံးကိုကျွန်တော်မြန်မာနိုင်ငံရတက်ဖွဲ့ရနေပေါ့မှာဒီမျိုးနေရတက်ဖွဲ့မှာဦးစီးပြီးတော့မှာလေ့ကျင့်ခန်းတွေတင်90တွေချပေးပါမယ်ပြီးတော့အဲ့တက်ဖွဲ့ဝင်တွေသူတို့ကိုလည်းတက်ဖွဲ့ဝင်ယူနီဖောင်းတက်ဆင်ပေးပါမယ်ဟုတ်ရဲ့ဒါဆိုရေခါနေနေရလေရတက်ဖွဲ့တက်ဦးရတဲ့ လာစားရိခတိုင်းလာစားလာစားနှုံးတာတသိန်းနှစ်တောင်းနောက်တစ်ခါရိခ၃တောင်းဆိုပြီးမှတသိန်းခွဲနဲ့ကျွန်တော်တို့ဟာသူ့ကို၃လအခန့်ပြီးတော့မှအဆောင်ပြုပါတယ်မဲဟုံလုံးကြုံရေးအတွက်လိုအပ်နေတဲ့အထူးရဲဝန်ထမ်းတွေကိုမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင်မြို့မှရဲစခန်းမှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသက်ဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနတို့မှတာဝန်ရှိသူတွေနဲ့မြို့မိမြို့ပကိုယ်စားလှယ်တွေကနေရွေးချယ်ကြတာပါဒီကောက်ပဲဖြစ်နေတယ်အဲကြောင့်မလို့ကျွန်တော်တို့ကလည်း ဟိုတပတ်တန်းနေလို့ပြည်သူတွေနဲ့လက်တွဲပြီးတော့ကုညီရင်လို့ရဲရဲကိုဝင်ရင်းဖြစ်ပါတယ်ဟင်္ဒရာမြို့နယ်ထဲကရက်ကွက်နဲ့ကျေးရွာအုပ်စု124အုပ်စုမှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူဥယည်2043986ဦးရှိပြီးမဲယုံပေါင်း283ယုံဖွင့်လှစ်သွားမှာဖြစ်ပါတယ်လက်ရှိဟင်္ဒရာမြို့နယ်ထဲမှာတော့တာဝန်ထမ်းဆောင်နေတဲ့ရက်တပ်ဖွဲ့အင်အား200ရှိပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ